တငယ်ချင်းတို့အားလုံးပဲမင်္ဂလာပါ Animus Anime ကနေကြွကြူလိုက်ပါရယ်ကျွန်တော်နေစပိမဲ့ Anime ကတော့ Law of Mystery ရဲ့ Episode 2ထည့်ဖြစ်ပါရယ်တငယ်ချင်းတို့ရဲ့ Animus ရဲ့ official.com ကိုဖွင့်လိုက်ပြီးမလို့ Animus Anime official ကိုရိုက်ရှာပြီး TikTok မှာပါအားပေးလို့ရနေပြီနော်ကလေးနဲ့ desk ပေးထားတဲ့လိမ့်စာတိုင်းကိုသွားရင်ငါရဲ့ဘွားကိုလည်းဖုံးကွယ်နိုင်မယ်အလုပ်လဲရမယ်ဆိုင်ထဲကိုဝင်တော့ကြွက်သက်ဘဲကိုလောင်းနေကြကဂျန်ဖြစ်နေတဲ့သူကဟဲ့အောင်ပါကြည့်တာလဲဘာတန်တာလဲနှုတ်မကြောင်းလို့လိမ့်မှုပြောတော့ကြီးစားတဲ့ဖွဲ့ကိုလာရှာတာလို့ပြောလိုက်ပြီးမင်းကဘသူကပြောလိုက်လို့ရောက်လာတာလဲ ဒက်စမစ်ပါလိုဝဒက်လီကနဲ့အောက်ကိုဆင်းသွားတာရုံကန်ကိုရောက်သွားတယ်ကျွန်တော်ကကလိမော်ရတီပါတကားပွင့်သွားတော့မီရှဲနဲ့စုံနေငါကရိုဇန်စီးမပေါ့တွေ့ရတာဝမ်းသာပါတယ်သူကရိုင်ယယ်အခန်းကိုဝင်ကြည့်လိုက်တော့သူကဖရိုင်းအရန်စင်လာပြီးငါ့ကိုတော့ပုံဆွဲတင်ပေးသေးတယ်။အရှိကူတက်တဲ့သွားရင်ကပတိစီကိုရောက်လိုက်မယ်။ငါတော့ကြောက်လို့မလိုက်တော့ဘူး။သူကငါ့အတွက်အဖေလိုပဲ ငါတို့အဖေကိုကြောက်ကြတာမထူးဆန်းပါဘူးဟဟုတ်ပါခေါင်းဆောင်ရဲ့အခန်းဝင်ဘက်ကိုအံ့ဩနေကရောက်လာပြီပေါ့ခရိုင်အထူးရက်တပ်ဖွဲ့အဖွဲ့ဝင်အပြစ်လက်မှတ်ထိုးလိုက်ပြီးငါတို့မှာတာဝန်တွေများကြီးပဲအဖွဲ့ခွန်ကတော့ငါတို့ဒေသရဲ့လှုပ်ဝဲကိစ္စတွေကိုကင်တွယ်တယ်။ညနေဖျားမကိုထိခိုက်စေနိုင်တဲ့ကိစ္စမျိုးတွေပေါ့ငါတို့ကတစ်ဖွဲ့တည်းဖြစ်သွားပြီးကျွန်တော်ခေါင်းဆောင်လိုပဲခေါ်မယ်နော်။ရပါတယ်။ဘီယွန်နာဖြစ်လာရင်မထိန်ချုံနိုင်တာတွေရှိလာနိုင်တယ်။ဖျားနိုင်ကိုကင်ပြီးငါတို့ကိုလိုက်ခဲ့။ဒီကလူတွေအကုန်လုံးကတည်ဆုံသွားတယ်။နိုင်ခော်တွေပဲအများစုကမထိန်ချုံနိုင်လို့ရှော့ကုန်တာ။တီကန်မျိုးရဲ့သူရဲကောင်းတွေလေသူတို့ကိုအမှတ်ရပြီးဂုဏ်ယူနေရမယ်။ Clay ဖန်တီးခြင်းတနာကြီးကိုတည်လာ NLD ဂျားတဲ့ကနေဖန်ဆင်းရှင်ဟာနှုတ်ထလာပြီးအလင်းကိုဖန်တီးခဲ့တယ်။သူကိုယ်တိုင်ကတရှိမှုပဲ။သူ့ရဲ့မျက်လုံးတွေကနေနဲ့ချက်သွေးရောင်လာတွေဖြစ်ပြောင်းလဲသွားတယ်။သူ့ရဲ့ခန္ဓာကိုယ်ကတော့မြေကြီးနဲ့ကျယ်တွေဖြစ်သွားပြီးသူ့စပင်ကတော့ Phoenix ငှက်ဖြစ်သွားတယ်။သူ့နားကလည်းမကောင်းစွာဝင်ပလေဖြစ်ပြောင်းလဲသွားတယ်။အေးအလုံးကအစတူပေမဲ့အယူဝါဒကွဲကုန်တာပေါ့။မင်းအတွက်မော့ဆေးကိုပြင်ဆင်ပြီးပြီးညနေဖျားမရဲ့ဖျားကြောင်က Sequence 4ရဲ့မော်စီကခုခုထိရှိတယ်အစဆိုရင်မအိတ်ချင်းကကောင်းတယ်အကြမ်းမြင်ကတော့စိတ်ဖက်ဖို့အတွက် ာကွယ်ဘူးဆိုရင်တော့အယုဆုဆောင်သူပေါ့မင်းကအကြာမြင့်ဖြစ်ချင်ရင်တော့ sequence နိုင်ပဲရှိတယ် nail နဲ့တိုင်ပင်ကြည့်လေအ great အခန်းထဲမှာရှိတယ် dance smith ကအခန်းထဲမှာကြံခဲ့တယ် claim လဲငါကဘာကိုပြန်မှုပဲဆေးကိုရွေးရမလဲမသိရင်ကြောင်းမှာမိသားရွေးနေရတယ်လို့ပဲအခန်းထဲကိုဝင်တော့ nail နဲ့စုံနေ claim morality ပါ smith ကပြောပြတယ်မင်းကခွိုင်းတက္ကသိုလ်ကတမိုင်းဘာသာနဲ့ပွဲရတာဆိုတော့ပြဿနာတွေကိုဘာသာပြန်ပြီးနိုင်မှာပါစောက်တွေစီပေးပါဦးဟာမတ်စကားတွေလည်းကျွမ်းနေမလားဟုတ်လ ీల ထားပါရဲအဲ့ဒါဆိုရင်အပါရာရိုဆင်းပျောက်ဆုံးနေတဲ့စာအုပ်တွေကိုဘာသာပြန်ကြည့်ပေါ့ သူ့ဆောက်ကပြောက်သွားပြီးမှရတဲ့ချက်လက်တွေကိုဘာသာပြန်ပြီးကောင်းလုံးချက်ထုတ်ထားတာပေါ့လွန်ခဲ့တဲ့250လုံးဘသူမှဘာသာမပြန်နိုင်ခဲ့ဘူးငါကလွဲရင်ဒါကသူ့တိုင်ယာရီထဲမှာရှိခဲ့တာပေါ့ဟာဒါကတရုတ်စာရီပဲ16ရက်နေ့နိုဝင်ဘာမှာလှုပ်ဝှက်မှောင်မိုက်တဲ့မုံတိုင်းထဲမှာပြိမိသွားခဲ့တယ်သူကကံကောင်းလုံး9နဲ့ဆုံရတာ1884ခုနှစ်ဇန်နဝါရီ10ရက်နေ့မှာနှစ်တကူပွဲချင်းပါခဲ့တယ်ဖလော်ရီနာကတော့လူကြားထဲမှာတောက်ပနေတာနောက်ပြီးပေါ်ဆေးကိုဒီကလူတွေကဒီတိုင်းတောက်နေကြတာအစွမ်းကိုစော်ကားပြောနေတာမဟုတ်ဘူး ရော့ဆက်ရေးထားတာကမှော်စေးရည်နဲ့အစာချက်တဲ့ဟာကိုရေးထားတာဒီဟာနဲ့ဆိုရင်တော့ငါအိမ်ပြန်ရတော့မယ်ငါချတဲ့အတွက်ဆုံးဖြတ်ချက်ချပေးလိုက်မယ်ငါတပည့်ကိုတော့အကြမ်းမြင်မဟုတ်ရင်လူကျန်းထဲကပဲကြွေးစီခြင်းနဲ့ claim ရအတွေးလို့နေရလားဟုတ်တယ်စကလုံးကိုပုံဖော်ကြည့်နေတာဘယ်မှော်စေးရည်ကိုတောက်မယ်လို့စဉ်းစားထားလဲကျွန်တော်အကြမ်းမြင်ကိုရွေးမယ်တကယ်ကြီးလားမင်းတောက်ပြီးရင်မင်းရဲ့ဘွားကိုပြန်ပြင်လို့မရတော့ဘူးနော်ဟုတ်ကျွန်တော်ရဲ့နှလုံးသားကိုယုံနေမင်းလည်းငငယ်တုန်းကလိုပဲအကြောတင်းနေ Emperor Cell ကပြောမှုတယ်အသိဉာဏ်ပညာကစွမ်းအားပဲ ကလင်းမော်ရတီအတွက်မော်စီကိုနေလကဖော်ပေးနေကမင်းရဲ့ sequence နိုင်မော်စီကိုရပြီးကလင်းကစိတ်လှရှားနေလို့စိတ်မပူဘူးပြောတယ်ကလင်းတောက်လိုက်တော့သူ့ရဲ့အာယုံကြောနဲ့ DNA တွေပါပြောင်းလဲသွားကနေလကတော့ကလင်းဖြစ်စင်တဲ့ဟာကိုစိတ်ကူးဖို့နဲ့စိတ်အေးအေးထားဖို့ပြောတယ်ဆက်ပြီးဒီကောင်မှာမရှိတဲ့အရာတွေကိုစိတ်ကူးခြင်းဖို့ပြောနေလို့ကလင်းလည်းဒုံမြန်ကိုပုံဖော်နေကသူ့ရဲ့အစွမ်းတွေကအရန်ကြီးလို့တခြားသူတွေပါတတိထားမိကုန်တယ်နေလလည်းစိတ်ရှော့ဖို့စိတ်လိုက်တတိပေးတယ် မင်းရဲ့စိတ်ကိုတနည်းအားထဲမှာပဲပြန်စုထားစေးစင်ရင်အောင်မြင်သွားပြီးအချမ်းမြင့်ဆုံးအားရရှိသွားတယ်ဂုံယူပါတဲ့မစ္စတာဆီယာမင်းအနာဂတ်ကိုမြင်ရလိမ့်မယ်မင်းမြင်နေတဲ့အကြောင်းကစိတ်ဆွန်းအားပဲနီလီရဲ့နောက်မှာမျိုးလုံးကြီးအော်အဲ့ဒါဒီကထူးဆန်းတဲ့မှော့အစီရင်တွေလေမင်းရဲ့အချမ်းအမြင်ကိုကျွမ်းအောင်လေ့ကျင့်ရမယ်အခုတော့အစွမ်းကိုအဖွင့်ပိတ်လုပ်ချင်ရင်နှစ်ဖူးကိုတောက်လိုက်ပေါ့တောက်လိုက်တာပြန်ကောင်းသွားတယ်မင်းရဲ့အစွမ်းကိုအများကြီးသုံးချလို့ရသေးတယ်နော်ဒါကတော့မင်းတို့လိုအပ်တဲ့ပစ္စည်းတွေပဲငွေကတော့စမစ်ထုတ်ပေးလိမ့်မယ်စမစ်စီကိုရောက်တော့ထူချတယ်ဆိုတာကအန်ရရှိတာပဲမင်းခုလိုပေါက်ကြရကြီးကြားရမြင်ရနိုင်တယ် မင်းကအခုထိနိုင်ခေါမဟုတ်သေးဘူးမင်းအတွက်လာစာစနပ်ပေါင်ရတာဆိုတော့ကလိန်ရဲ့အကိုပန်ဆန်တော့တလားမှာ6ပေါင်ပဲရတာအဲ့ဒါဆိုရင်တော့ငါတော့ပွားပြီနောက်ရကျတော့တောင်ဝင်းဝင်ဝင်လိုက်ပြီးဝါရှဲအိမ်နဲ့သူ့ရဲ့အိမ်ကိုနေတိုင်းသွားရမယ်ဆိုတဲ့အမိန့်ကိုနာခံရတယ်အမမီရှေကအလုပ်လုပ်ဖို့လာခေါ်တယ်။ Elia Vivrine ဆိုတဲ့တတိယသားကပြန်ပြီးဆွဲခံလိုက်ရတဲ့အမှုပဲ။ Billionaire ကိစ္စပဲလုံးမမဟုတ်ဘူးလား။ငါတို့ကလုံခြုံရေးလုပ်ငန်းကိုဗန်ပြထားတာဆိုတော့ဒါမျိုးတွေလည်းတခါတလေဝင်လုပ်တယ်။မင်းရဲ့အစွမ်းနဲ့ဆိုရင် Isisha တွေ့မှာပါ။ဒါကသူ့ရဲ့အဝတ်နဲ့လဲဆွဲ။ကလိန်လည်းသူ့ရဲ့အစွမ်းနဲ့ဆရှာတော့တယ်။ ကလင်းကသူမြင်တဲ့လမ်းကြောင်းတိုင်းသွားခိုင်းလိုက်တာနောက်ဆုံးအဲ့ဒီအိမ်ကိုရောက်သွားတယ်အထက်ကိုဝင်လိုက်ပြီးအဲ့ခန်းထဲမှာပဲလူကြီးနှစ်ယောက်ကလေးတစ်ယောက်အတမနစ်နဲ့အဆုံးသတ်ပြမယ်မီရှဲကအခန်းထဲကိုဝင်ကျုံတော့တနက်နဲ့ပြန်ခုခံပေးမယ်အကောင်လုံးကိုအမှောက်သိပ်ပေးလိုက်တယ် ကလေးနဲ့ကလေးကိုကြိုးဖြီးပေးနေတော့မော်စီရင်ရောက်လာကနှစ်ကောင်လုံးမကောင်းဆိုးဝါးနေဖြစ်သွားကြလို့ကလေးကိုခေါ်ပြီးပြေးတယ်မီရှဲလည်းရှန်ထူးပြီးကင်ပေါက်လိုက်ကဟိုကတခိုက်တာကိုအင်းစစ်ရှောင်ပြရင်ထိုးတော့ထွက်ပြေးတယ်ကလေးလည်းသူ့ရဲ့အစွမ်းနဲ့ရှာနေတော့ဘီကနေထွက်လာလို့ပြစ်လိုက်တာဖပြေးဖို့လို့လို့မီရှဲကသူ့ရဲ့အစွမ်းနဲ့ဆုံးသက်ပြလိုက်တယ် The infernal threats of hell unfailingly flies and dies ညာကောင်ကပြားလေးယူတင်ရဲ့ကလေးလည်းသူ့ရဲ့ပျောက်နေတဲ့မျက်ညံတွေကိုပြန်ရလိုက်တယ်ဒီနေရာကိုအရင်ကကလေးလာဘူးတယ် ။ဗာမြင်လိုက်လို့လည်းဘာမှမဟုတ်ပါဘူး။ကလေးဖေကပြန်ခေါ်သွားပြီးမီရှဲကအကောင်ကိုစမ်းသပ်နေတယ်။ငါတော့မထိန်ဆွနိုင်တဲ့ဘီယွန်ဒါတွေကိုမကြိုက်ဘူး။ပထမဆုံးမစ်ရှင်ဆိုရင်ဘီယွန်ဒါတွေကမထိန်နိုင်တာများတယ်။ high five လုပ်လိုက်ပြီမယ်။ဘာကောင်ကြီးလဲဟ။မင်းကငါ့ကိုလှုပ်ဝတ်ထားတာပဲ။ clay clay လဲ။အင်းငါ့ကိုဖွင့်ဖို့လုပ်နေတော့ငါကောက်ပွင့်သွားပြီ။ဟာခုနကအဆောက်အုံပဲ။ငါခုနကငါအခန်းရှိမှာပါဟ။ခုနကအင်းငါ့ကိုတွေးလို့ဖွင့်ကြည့်လိုက်တာအခန်းတစ်ခုကနေအယူကပ်ပေါ်ရောက်သွားပြီ။အိမ်မက်ကနေနိုးလာတယ်။ န်တီကိုနဲ့စာအုပ်ကအဲ့အိမ်မှာပဲနောက်လာတွေကြတော့ကလိန်ရဲ့အကိုပန်ဆန်နဲ့အင်ကိုပြန်ရောက်လာကအင်ကနေကြိုးဆိုပါတယ်ဒါငါတို့ရဲ့အိမ်လားဒါကျွန်တော်တို့အိမ်လေးကိုအရင်အိမ်ရဲ့ပန်ရှင်ကအခုထိသဘောပြန်မပေးသေးဘူးအစ်စေးဘောအကိုကြီးတောင်းလိုက်မယ်ဝါဒီဆွဲလိုက်ကြကပန်ဆန်ကသူ့ညီအတွက်လက်ဆောင်ပေးလိုက်ပြီးဝတ်လိုက်တော့အရန်ထကြနေတယ်ကျေးဇူးတင်ပါတယ်နှစ်ယောက်စလုံးကိုမလိုပါဘူးညီလေးရာအကိုတို့ကမိသားစုဝင်တွေပဲဟာကိုမောင်နှမသုံးယောက်လုံးလည်းအမွဲခံလိုက်ကြတယ်အဆုံးရှိရှိပေးခဲ့ကြတော့တငငချင်းတို့အားလုံးကိုထူးပါကျေးဇူးတင်ရှိပါတယ်